ဘလောက်ဝဒေသမှာကူဆယ်ဝန်ရောကအဖိုင်များနေပါတယ်အရခတ်တက်တော့အေထိုင်လျှောက်တာရှောင်းပရင်နေဘလောက်ဝမြို့နေမှာပရန့်ထန်ရီဝမ်းပြဝမ်းလျှောရောကကူဆာမှုတိဖရိုက်ပေါ်နေခဲ့တယ်လို့သိရပါတယ်ရောင်းရောကဆိုဘလောက်ဝခရိုင်နဲ့နင်နမေးရှင်းထိဆက်နေရင်အိန္ဒိယနိုင်ငံလောင်တလိုက်ခရိုင်နေဆက်ဂျီရော်တိဖရိုက်ကာကီဂျီရော်တွီကွန်လုံတောင်းစရဂျီရော်တိကနေအစပရူမနာဖရိုက်ပေါ်ခါဆိုဖရိုက်ပြီးခဲ့အရခတ်ပြည်သူကျမ်းမာရေးဌာနကနိုဝင်ဘာလဆင်းနာနေ့ကထုတ်ပြန်ထားပါတယ် အာရဖတ်ပြည်သူ့ကျမ်းမာရေးဌာန၏စရွန်အရရောဂါကူးစက်ခံရသူတို့မှာပလာဝမြောက်ပိုင်းရှောင်းလာဝတိုက်နယ်ကဒေသခံတိအပါအဝင်ကုန်သေး300လောက်ရှိတယ်လို့သိရပါတယ်။အာရဖတ်ပြည်သူ့ကျမ်းမာရေးဌာနကဗိခရိနိုဝမ်ဘာလလေရာကစားလို့ကွန်ဆောင်မနာစီကူသမတိလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လရှိရောဂါဖရိုက်လူ300လောက်မှာပရန်သားသာလာနေပြဖရိုက်ပနာလူနာအစိုက်ငှရခိုင်တို့အောက်ကိုကြားဆောင်နေတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ကာကီနဲ့ဒူဒန်လွန်တောင်ကျောက်မှာရှိတဲ့စိုက်ဘေးရှောင်စခန်းတီမှာခူးဆောက်ဝင်းရောကဖိုက်ဘော့သူဦးရဲထက်တို့လာနေပြီးကေသီဆုံးသူတွေလည်းရှိနေလို့ဒေတာတော်နေဆက်တဒေါရမန်တီဘာကသိရပါဗျ။